မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရယ်ကျွန်တော်ခြေစတော်ကြောင့်2025ခုနှစ်မေလ20ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရယ်နေ့ရက်စင်တိုင်းချစ်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားကျေးဇူးတင်ပါရယ်နှုတ်ဘတော်အဖြစ်တည်ဆောက်ဆရာဖြစ်စေပါနတ်နေတဲ့တမန်တရားကိုသင်ရှင်းတော်ဝိညာဉ်တော်ဖျားယူဆောင်ဖို့ပြပါအခုကျွန်တော်ပြောခြင်းထက်ကိုယ်တော်ပြောခြင်းသာဖြစ်စေပါ ်ခရေရှုနာမအားဖြင့်ဆုတောင်းခဲ့ဝေငှပါရယ်ဖျာအာမင်ဖျက်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရယ်ကျွန်တော်ခေါင်းစဉ်တစ်ခုနားထောင်နေပါရယ်အဲဒီခေါင်းစဉ်ကတော့တမန်ချန်စာ၌တွေ့ရသောမိုက်တော်မျိုးမီးများနှင့်ပညာရှိသောမျိုးမီးများအကြောင်းဖြစ်ပါရယ်အဲတော့မိုက်တော်မျိုးမီးတွေနဲ့သက်ဆိုင်ပြီးချန်စာမှာတွေ့ရတဲ့မိုက်တော်မျိုးမီးတွေကနေ၅ယောက်ချက်ဖော်ပြခဲ့ပါပြီ ဒါပေမဲ့တမန်ကျမ်းစာမှာပညာရှိတဲ့အမျိုးမျိုးတွေလည်းအများကြီးရှိပါတယ်။အဲ့ဒီထဲကနေကျွန်တော်တို့၅ယောက်နားထောင်နေတာဖြစ်တယ်။အဲ့ဒီ၅ယောက်မှာဒီကနေ့ကတော့၃ယောက်မြောက်ကိုရောက်ပြီဖြစ်တယ်။နောက်နံပါတ်၁ပထမဆုံးပညာရှိတဲ့အမျိုးမျိုးလို့ခေါ်ခြင်းခံရတာနံပါတ်၁ကရခတ်ဖြစ်တယ်။သုတ်တန်ခန်းကြီး၁၄အငယ်၁ယောရှုမစာခန်းကြီးနှစ်အငယ်၈ကနေ၁၆အထိပိုင်းသူကြောင်းတွေ့ရမယ်။ယခတ်ဟာအိမ်ကိုတိဆောက်တဲ့အမျိုးမျိုးဖြစ်တယ်။နံပါတ်၂ကတော့အဘိကေလာဖြစ်တယ်။သုတ န်ချာခန်းကြီး19အငယ်14ကိုဖတ်ရင်ကျွန်တော်တွေ့ရမယ်။တိရခန်းကြီး25အငယ်1ကနေ42အထိဖတ်ရင်ကျွန်တော်တွေ့ရမယ်။အဘိဂေလာဟာတမာတတိရှိတဲ့မယားဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးဂျာမနီကအများကြီးနားထောင်ခဲ့ပြီဖြစ်တယ်။ဒီနေ့တော့ကျွန်တော်နံပါတ်3နံပါတ်3ကတော့မေရိုမာရီဖြစ်တယ်။ တ်တန်ချန်ခန်းကြီး37အငွေ30လုကာခန်းကြီးအငွေ28ကနေ33ထိဖိုင်ကျွန်တော်မတွေ့ရမှာဖြစ်တယ်။ဟောမာရီဆိုတဲ့နာမည်အတိတ်ကထာဝရဘုရားချီးမြှင့်ခံရသူလို့အတိတ်ရပါတယ်။ကျမ်းစာမှာဓမ္မသစ်ကျမ်းထဲမှာမာရီနာမည်သူ9ယောက်ရှိပါတယ်။မာရီနာမည်သူ9ယောက်ရှိတယ်။အဲဒီ9ယောက်ထဲမှာမှဒီကနေ့ကျွန်တော်လေ့လာမှာတခိယေရှုရဲ့မိခင်မေရောမာရီအကြောင်းကျွန်တော်နားထောင်မှဖြစ်တယ် ။အခုရှုပ်ရတော့မွေးဖွားလာတဲ့အခါမေတုံနဲ့မွေးဖွားလာတာတန်ဝန်တပ်ပြုတ်ပြီးမွေးဖွားလာတာမဟုတ်ဘူး။တန်ရှင်းသောဝိညာဉ်တော်အဖြစ် breakthrough ဆွဲပြီးမွေးဖွားလာတာဖြစ်တယ်။အဲမေရမာရီဒီတကယ်ရှုပ်ရတော့ကိုတန်ရှင်းသောဝိညာဉ်တော်အဖြစ် breakthrough ယူပြီးမွေးဖွားပြီးခဲ့တဲ့မိခင်သူဖြစ်တယ်။အဲ့ဒီမာရိနဲ့ပတ်သက်ပြီးတုတ်တန်38အငယ်30မှာဒီလိုရေးထားတယ်။သီလနဲ့ပြည့်စုံသောမိန်းမကိုအပေသူတွေ့ရသည်။ထို့သောမိန်းမသည်ဗြဟ္မာထက်သာ၍ အဖိုးထိုက်ပြီအော်မေရမာရီကိုသီလနဲ့ပြည့်စုံ၍ဗြဟ္မာထပ်သာသောအမျိုးမင်းလို့ဖော်ပြခြင်းတယ်။အကြောင်းလဲဆိုတော့တခိရှုကိုမွေးတဲ့အချိန်မှာတခိရှုမွေးပြီးဘုဘိုက်အဖြစ်မေရမာရီရဲ့ဝမ်ဘိုက်ကိုဘုရားသခင်ကသုံးတယ်ဆိုအောင်စေသိကောင်း။အဲ့ဒီမှာမျိုးသီးတွေအများကြီးရှိတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာမာရီဘိုက်ကိုသုံးတယ်ဆိုတော့ထူးခြားတယ်။ ကြောင့်လည်းဒီလူကခန်းကြီးငွေ28က33ကိုဖိုက်။ကောင်းကင်ကမာရိရှိရောက်လာပြီးတော့ကျေးဇူးတော်ကိုခံရသောမိမသင်အားမင်္ဂလာဖြစ်စေသည်။ထာဝရဘုရားသည်သင်နှင့်အတူရှိတော်မူ၏။သင်သည်မိမတကားတို့ထက်မြတ်စွာသောမင်္ဂလာရှိသည်ဟုပြောဆို၏။လူကခန်းကြီးငွေ28။အမေရမာရိကိုကောင်းကင်ကပြောတယ်။ကျေးဇူးတော်ခံရသောမိမ ောက်နားလည်အောင်ပြောရင်တော့ရွှေငွေဥစ္စာကြောက်တံပရမခံရတယ်လို့မပြောဘူးကြီးစုတော်ရှိဘုရားသခင်ရဲ့ကြီးစုတော်ဟာမေရိုမာရီပေါ်မှာရှိတယ်ထဘရတဲ့နဲ့အတူရှိတယ်ထူကြတယ်ပေါ့ဘုရားသခင်အတူရှိခြင်းခံရတဲ့အသက်တာဘာနဲ့မှမတူမိမတော်ကရုထမျက်စွာသောမင်္ဂလာရှိတယ်ကောင်းကင်ကသူ့ဖော်ပြလာဖြစ်တယ်မာရီယာနဲ့ဒီစကားကိုကြားတဲ့အခါမှာသူကစိုးရိမ်ပြီးတော့ စိတ်နှလုံးမငြိမ်မဝှက်ရှိခဲ့တဲ့ချမ်းသာလေးလို့ဖော်ပြလူက29မှာကောင်းကင်မှာမာရီကိုမကြောက်နဲ့ဖျားသခင်ရှိမှမျက်နာရပြီးသားယောက်ျားကိုမွေးမယ်အဲ့ဒီသားယောက်ျားသခင်ယေရှုလို့နာမည်ပေးရအဲ့ဒီသားကြီးမြတ်တဲ့သားဒါဝိရဲ့ယာဇပလင်ကိုထောက်ရဖျားသူ့အားပေးမယ်သူရဲ့အမျိုးနွယ်ဟာအစင်မပြအုပ်ဆိုးရမသူနိုင်ငံဟာမဆုံးရအောင်ဆက်ကောင်းအလုကခန်းကြီးကျွန်တော်အငယ် 28က33ထိပိုင်းကျော်တွေ့ရတယ်။သူကြားသောအချက်ကတခိရှုရဲ့နိုင်ငံတော်ဟာမဆုံးရ။ဒီလောကမှာနိုင်ငံအတော်များများမှာဆုံးရှုံးခြင်းရှိတယ်။ဒါပေမဲ့ခိရှုခရစ်တော်ရဲ့နိုင်ငံတော်ဟာမဆုံးရ။အဲ့မဆုံးရတဲ့နိုင်ငံတော်ကိုဥဆောင်သောတခိယေရှုကိုမွေးပေးတဲ့ပိုက်ဆိုဘလောက်မင်္ဂလာရှိ။အဲကြောင့်ပရမယထက်တာရောအမျိုးသမီးဖြစ်တယ်။တောက်ဒီမေရိုမာရီရဲ့အသက်တာမှာ ူးကြတဲ့အချက်ကလေးပေါ့ဒီကောင်းကင်ကလာပြောတဲ့အခါမှာသူကမငင်းပါဘူးသူ yes တုတ်တယ်သူကောင်းဆိုတာလက်ခံတဲ့အခါသူ့အကြောင်းကျွန်တော်ယနေ့ထိပြောနေရတာဖြစ်တယ်နောက်သူ့မှာထူးကြတဲ့အချက်ကလေး၄ချက်ရှိတယ်နောက်ဒီမှာအချက်ကတော့သူကဖျားသခင်နဲ့ကောင်းကင်တမန်ချီးကျူးခြင်းခံရတဲ့အမျိုးကြီးဖြစ်တယ်အားထူးကြအဲ့တော့ဒီကနေ့ကျွန်ရဲ့သက်တာမှာလူချီးမွမ်းချီးကျူးတာတဲ့ဖျားသခင်ရဲ့ ချီကျူးခြင်းခံရတဲ့အမျိုးသမီးအမျိုးသားဖြစ်ဖို့လူရေးဆိုတာကိုနံပါတ်1အားပေးချင်တယ်။နံပါတ်2ဒုတိယချက်ကတော့ဘာလဲဆိုတော့သခင်ယေရှုကိုသူမွေးပေးရမယ်လို့သူလက်ခံလိုက်တဲ့အခါသခင်ယေရှုကသူ့ရဲ့ one bite ထဲမှာတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြိတ္တိဆွဲတဲ့အခါမှာယောသရဲ့စုပ်ပယ်ခြင်းကိုသူခံရတယ်။ဝင်းချင်မိသားစုရဲ့စွန့်ပယ်ခြင်းကိုခံရတယ်။မေရိုမာရီ။ကောင်းတယ်မနေ့ဘာတွေ့ရလဲဆိုတော့ခေရှုကိုသူ ဝန်ခံလိုက်တဲ့အခါမှာအခြားသူတွေရဲ့စွန့်ပယ်ခြင်းကိုသူစခံပရိဂေချရတ္တမတခိရှုနဲ့အတူသွားလာရင်းနဲ့စွန့်ပယ်ခြင်းခံရတဲ့အခါလေးရှိတတ်တယ်။ဒါမေရမာရီကိုယောသကတိတ်ဆိတ်စွာစွန့်ပယ်။ဒါပေမဲ့ကောင်းကင်ဘုရားလာရှင်းပြမှာယောသကပြန်ထိမ့်သိမ့်တယ်။ဘာကြောင့်လဲဆိုတော့ယောသကသိတယ်။အိုက်ခိယမေရမာရီနဲ့သူနဲ့ engagement နော်စိစက်ထားတာ။ဒါပေမဲ့စိစက်ပြီးမှမပေါင်းဖော်အောင် လောကမပေါင်းဖို့သေးဘူးဒါပေမဲ့မေရမာရီမှာပြိတ္တိရှိနေတယ်ဆိုတော့ယောသကကြားတော့ယောသကအခုခေတ်စကားနဲ့ပြောအလွန် shock ကြရတဲ့သဘောရှိတယ်ဘာသူနဲ့မမဆိုင်စောသူသိအကြီးတို့လူမြင်ကွင်းမှာမေရမာရီရတဲ့ဒီပြိတ္တိကကျွန်တော်နဲ့မဆိုင်ပါဘူးလို့ဂျူးလူမျိုးတွေရှိမှပြောလိုက်ရင်အခက်မသိရင်သူတို့ဂျူးထုံးဆိုင်ရခဲနဲ့ပေါက်တတ်လို့ရတယ်မေရမာရီကို ဘာကြောင့်လဲဆိုတော့ယောသနဲ့မဆိုင်ဘဲနဲ့ပြိသရီရှိနေတယ်ဒီချက်ကိုယောသကသိတယ်တောင်သူကမေရိုမာရီဂဲနဲ့ပေါက်သက်ခံရနိုင်တဲ့အနေအထားရှိတဲ့အကြောင်းယောသဘူးလို့ပြောလိုက်တာနဲ့ဂျူးတွေကဂဲနဲ့ပေါက်တော့ဖရီယိုကြည့်ကြံဖြစ်မေရိုမာရီရဲ့တတ်တာသူ great challenge ကြီးမားတဲ့စိန်ခေါ်မှုနဲ့ရင်ဆိုင်ရတယ် တခိရှုကိုဝန်ခံလိုက်ပြီမဲ့တခိရှုကိုသူ့ဘိုက်ထဲမှာလက်ခံလိုက်ပြီမဲ့ပြင်ပမှာဆုံးပြစ်ချင်းနေကျေးဇူးတင်ပါတယ်ရုပ်တရက်လိုင်းချသွားလို့ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဒါကမေရမာရီယာတခိရှုကိုသူ့ဝမ်းပိုက်မှာမွေးဖွားဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာပြင်ပရဲ့ရိုက်ခတ်ခြင်းနေအမျိုးမျိုးသောတုံ့ပြန်ခြင်းတွေသူခံရတယ် ူနဲ့နီးစပ်ဆုံးယောသရဲ့ဆုံးဖြစ်ဖို့စဉ်းစားခံခြင်းကိုကြုံတွေ့ရတယ်။ဒါပေမဲ့သူစိတ်တမကြောက်သခင်ယေရှုနဲ့အတူ ဖြတ်သန်းတဲ့အခါမှာမြတ်တော်မျိုးမီလို့ခေါ်ခြင်းခံရတယ်။အော်ဒီကနေ့ကျွန်တော်ရဲ့သက်တာမှာရက်ခတ်မှုတွေဘလောက်များများသင်ဖျားနဲ့ဖြတ်သန်းသင်သက်တာတို့အောင်းအောဝေတွေကရှိနေတယ်ဆိုတော့နံပါတ်1အားပေးချက်။နံပါတ်3တတိယချက်ကတော့ဘာလဲဆိုတော့ သူကဖြစ်နေတဲ့အရာကိုဖယားနဲ့ယင်ဆိုင်ဖို့ဆုံးဖြတ်ထားတဲ့သူဖြစ်တယ်။အဲဒီကိရင်ကျွန်တော်တို့ကဖြစ်နေတဲ့အရာတွေကိုကိုလုံနိုင်ခြင်းရွှေငွေနဲ့ဖြည့်ရှင်းနိုင်ခြင်းအချားရနဲ့ဖြည့်ရှင်းနိုင်ခြင်းဒါတွေနဲ့စဉ်းစားတာထက်ဖယားနဲ့ဖြည့်ရှင်းဖို့စဉ်းစားဒါကြောင့်မေရမာရီယာသူ night ဖြစ်နေတဲ့အရာ အလုံးကိုသခင်ယေရှုနဲ့အတူဖြည့်ရှင်းဖို့ပဲသူစဉ်းစားတယ်။သခင်ယေရှုကလည်းသူ့ကိုပြည့်လဲစေတယ်။ ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာသခင်ယေရှုနဲ့ပဲကျွန်တော်ကဖြည့်ရှင်းတတ်တဲ့အသက်တာဖြစ်အောင်။တောင်ဖြစ်လာတဲ့အရာကိုအခြားအရာတွေနဲ့ရှင်းတာထက်ဖယားနဲ့ရှင်းတတ်တဲ့သူများ ဖြစ်ဖို့နံပါတ်3နေနဲ့အပိချစ်။နံပါတ်4နောက်ဆုံးနောက်ဆုံးတစ်ခုကတော့ဘာလဲဆိုတော့သူကဘာလုံးလုံးဖယားနဲ့အတူလှုပ်ဆောင်နေတဲ့ကြောင့်ဖယားသခင်ရှိမှမျက်နာရတော်သူဖြစ်ပါလား။ ဒီနေ့ကျွန်တော်ရဲ့သက်တာမှာကျွန်တော်ကဘာလုံးလုံးလောကနဲ့လှုပ်တာထက်လောကစကားနဲ့လှုပ်တာထက်အချားအရာတွေနဲ့လှုပ်တာထက်ဖယားနဲ့အတူလှုပ်မှဖယားရှိမှမျက်နာရတော့သူဖြစ်လာတယ်။တော့ဒီနေ့ကျမ်းစာထဲမှာဖယားရှိမှမျက်နာမရတဲ့သူတွေအများကြီးရှိတယ်။ဒါပေမဲ့မေရိုမာရီယာဖယားတစ်ခင်ရှိတော်မောက်မှာမျက်နာရခြင်းခံရတဲ့အမျိုးသမီးဖြစ်တယ်။ဘာကြောင့်သူဖယားနဲ့အတူဖြတ်တန်းလို့ဖြစ်တယ်။တော့ဒီနေ့သင်တဲ့ကျွန်တော်ရဲ့သက်တာမှာ 看呢都一十块多呢都平淡呢都啊，培养跟谁嘛？人在北京，看呀，有的姐姐培养呢都平淡呢个，不为什么嘛傲呢？培养谁嘛？人那样，但一那姐姐培养不正的，小呢个，不为什么嘛傲呢？啊，傲不培养奇妙的。啊啊啊啊啊啊 ယောဘကြည့်ကြည့်ရှိတဲ့စီးစိမ်အကုန်ကုန်ဝင်မဲ့ဖယားသခင်ကို तू မစွန့်တဲ့အခါဖယားသခင်ကသူ့ဘက်မှာရက်တီပြီးနှစ်ဆကောင်းကြီးပေးတယ်။ဟောဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာဖြစ်နေတဲ့အရာအားလုံးကို အချားအရာနဲ့မရှင်းပဲဖယားနဲ့သာ ရှင်းတတ်သောသူများဖြစ်ဖို့အားပေးခြင်းတယ်။တော့ယောမခန်းကြီးဆက်ခင်ငယ်27မှာဒီလိုပြောတယ်။အစိုးအဖြစ်အရှုံးမခံနဲ့အကောင်းအဖြစ်အစိုးကိုနိုင်ပါ ဆိုးတဲ့အရာတွေကြားထဲမှာအရှုံးခံမယ်ဆိုရင်အဲ့ဒါဖျားမရှိတဲ့သူရဲ့အသက်တာပဲဒါပေမဲ့အဆိုးတွေကြားထဲမှာကောင်းမြတ်တဲ့ဖျားနဲ့အဆိုးကို အနိုင်ယူခြင်းဟာဖျားသားသမီးရဲ့လောက်ရမယ့်အရာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ရှိမှမျက်နာရတော့သူကအဆိုးအဖြစ်အရှုံးမခံဘူးအကောင်းအဖြစ်အဆိုးကိုနိုင်နေဆိုတော့အပိချတယ်။တောင်မေရိုမာရီရဲ့အသက်တာမှာအဆိုးတွေအဖြစ်အရှုံးခံတာမဟုတ်ဘဲနဲ့ ောင်းအားဖြင့်နှုတ်ကပတ်တော်အားဖြင့်သခင်ယေရှုကိုမွေးဖေးခြင်းဟာတကဘာလုံးကယုံကြည်လေးစားရတဲ့မြတ်သောအမျိုးသမီးတစ်ယောက်ဖြစ်ချီးကျူးခြင်းခံရတယ်တောင်သူ့မှာသခင်ယေရှုမွေးပေးတဲ့အရာပေါ်မှာရန်ခတ်မှုတွေလည်းအများကြီးရှိတယ်။ဒါပေမဲ့အရှုံးမခံဘဲထိုဖျားနဲ့သွားတဲ့အခါယနေ့ထိချီးမြောက်ခြင်းခံရတယ်။တောင်ဒီကနေ့ချီးမြောက်ခြင်းခံရဖို့ထိုဖျားနဲ့အတူသွားတတ်သောသူများဖြစ်ပါစေလို့အပီးရင် နောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးတော့နေကုန်းချုပ်ခြင်းလေတခါတော့ဒီစကော့တလန်နိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့အိမ်ကြီးတစ်လုံးမှာအဲ့ဒီအိမ်ကတထေးကြီးကနှစ်ဆယ်နှစ်တိုင်းတကွာလုံးမှာရှိတဲ့အကျော်အမော်ပကြီးဆရာတွေကိုခေါ်ပြီးသူ့အိမ်မှာနေလေစားချွေးပြီးတော့ပကြီးဆရာတွေကိုစကားပြောခိုင်းတယ်။ဟောပကြီးဆရာတွေကတစ်နှစ်တစ်ကြိမ်သူ့အိမ်ကိုလာတယ်အဲ့ဒီအိမ်မှာမနှက် နနဆာဆာတွေနေ့လေစာစားတွေညစာစားပြီးတနည်းလုံးပကြီးနဲ့ပတ်သက်တဲ့နီနောဖလေပွဲတွေလောက်ကြအဲ့ဒီချိန်မှာပဲပကြီးဆရာကြီးကစကားပြောနေရင်းနဲ့နေ့လေသမင်းစားတဲ့အချိန်မှာသူတို့ကအိမ်ရဲ့ဧကမ်းမှာသမင်းချွေးဖို့ပြင်ဆင်တဲ့အခါမှာအဲ့ဒီအိမ်မှာကူတဲ့အကူမင်းကလေးတယောက်ကသူဟင်းဂျိုပကံကြီးကိုယူလာပြီးအိမ်ရဲ့ကျမ်းပြေကချောတဲ့အခါသူချော်လဲသွားပြီးအဲ့ဒီဟင်းဂျိုကအိမ်ဧကမ်းရဲ့နိုင်ရန်ကြီးကိုသွားပတ်မိသလိုဖြစ်သွားတယ် အချိန်မှာပဲအဲ့ဒီအိရှန်သိစိတ်ဆိုရယ်ဒီပကြီးဆရာဒီအားလုံးလည်းသူကအားနာတယ်ဒီမိန်းကလေးကသူမြို့မြို့ဖြစ်တယ်အချိန်မှာပကြီးဆရာလည်းပြောအိုးကိစ္စမရှိပါဘူးဖြစ်တတ်ပါတယ်အချင်းမပဲနေလေစားစားပြီးတဲ့အခါမှာအဲ့ပကြီးဆရာကြီးတဲမှာမှ တကယ့်ကပားကျော်ပကြီးဆရာကြီးနော်ဆာဟင်ရီလင်စီယာသူကဘာလုပ်လဲဆိုတော့သူရဲ့စုတ်တန်းတွေကိုကင်ပြီးတော့ သမင်စားပြီးတာနဲ့အဲ့နိုင်ရမှာပြီးသွားတဲ့ဟင်းခွက်တွေပြီးသွားတဲ့ဟီးရီတွေပြီးသွားတဲ့နိုင်ရန်ကြီးကိုသူ့ရဲ့ပကြီးစုတ်တန်နေကြိုက်ပြီးတော့ तू ကတနိုင်ခွဲလောက် तू အလှဆင်ပြီးတော့ပကြီးဆွဲလိုက်တဲ့အခါမှာအောင်းအောင်းစရာကောင်းနေအလွန်လှပတဲ့ရေကုန်ကြီးဖြစ်လာတယ်တစ်ပင်နေဝီစာနေတဲ့ပန်းမှန်နေတွေ့ရတယ်သမင်တရေလေးတွေရေတောက်နေတာတွေ့ရတယ်အလွန်လှပတဲ့ရှုကင်းကြီးကိုအဲ့နိုင်ရမှာတော့တွေ့ရတယ် အချိန်မှာအိမ်ရှင်အောင်တိတ်အောင်တော့ခုနကတော့အစီကံမင်းကလေးကချော်လေးပြီးတော့အခင်းနဲ့ပတ်တလို့ဖြစ်ပေမဲ့ဒီနိုင်ငံကြီးကရုပ်ဆိုးသွားတယ်ဟင်းနေပြီလို့ဒါပေမဲ့အဲ့ပကြီးဆရာကြီးဆာဟင်ရီလင်စီယာရဲ့လက်ရာအဖြစ်အဲ့ဒီနိုင်ငံကြီးကရေတကုံနဲ့ပန်းမာနေနဲ့တမင်တကယ်ကြီးရီလာတောက်တယ်လှပါတယ်ပကြီးချက်ဖြစ်သွားတယ် ြောင့်မှဒီအင်ရှန်သိတဲ့ဘောချတယ်။ဒါမှန်းသိရင်ခဏခဏတောင်သူကအဲ့ဒီမှောက်စေချင်တယ်။ဘာမှောက်လိုက်တာပြေသွားတဲ့အရာနဲ့အကောင်းဆုံးပြဖြစ်တာ။ပြောချင်တာဆိုးရွားတဲ့နိုင်ငံကနေကောင်းမွန်တဲ့ပကြီကားတစ်ချက်ပြဖြစ်တာ။အဲ့ဒီပကြီကားယနေ့ထိစကော့တလန်မြောက်ပိုင်းရဲ့အဲ့အိမ်မှာယနေ့ထိရှိတယ်။ဒီအရာလေးကိုစောက်တော့မှဖတ်တဲ့အခါသဘောချတယ်။ဘဝမှာကျွန်တော်တို့ဆိုးရွားတဲ့အရာတွေကို ဆိုးရွားတဲ့နေ့ရက်တွေဖြတ်သန်းရပြီမယ်။ကောင်းမြတ်တဲ့ဘုရားရှင်ရှိတဲ့အခါဒီကောင်းမြတ်တဲ့ဘုရားကကျွန်တော်ရဲ့ပကြီးဆရာပဲ။သူကကျွန်တော်ကိုလှပအောင်ဆေးအောင်ချပေးမှာဖြစ်တယ်။အဲဒီကောင်းမြတ်တဲ့ဘုရားရဲ့လက်ထဲမှာပဲကျွန်တော်ကအပ်ပြီးသူနဲ့အမြဲတမ်းရင်ဆိုင်ပြီးကြော်လွှားပြီးအဆိုးအဖြစ်အကောင်းကိုအကောင်းဆုံးကြော်လွှားတဲ့အကောင်းအဖြစ်အဆိုးကိုနိုင်ယူတော်သူများဖြစ်ဖို့အားပေးခြင်းလေ။ အဆိုးအဖြစ်ကောင်းတဲ့အရာတွေမရှုံးမိပဲအကောင်းအဖြစ်အဆိုးကိုနိုင်လို့သူများဖြစ်ဖို့ဒီကနေ့နှစ်ွက်တော်အဖြစ် အားပေးခြင်းနဲ့ခြေရှုခေါ်ဝါယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖျက်ရှင်သား၍ကောင်းချီးပေးပါစေ God bless you all ကျွန်တော်ချီးမြှားဆရာကတော့နှစ်ဖက်ကျွန်တော်ပုံလူနေ့မြန်မာဆန်တော်ကြီးညနေ၄နာရီခွဲမှာကျွန်တော်ပြန်လည်ပြီးတွေ့ဆုံမှာဖြစ်ပါတယ်ခြေရှုသူအားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေနှစ်ဖက်နဲ့၉နာရီမှနေ့လယ်၁၀နာရီခွဲထိကျွန်တော်ချက်ရင်းညုံချီးခြင်းနဲ့ချင်းသိတော်မှာကျွန်တော်အဆက်ရှောက်ဆုတောင်းခြင်းရှိပါတယ် အဆက်ဆောင်ဆူတောင်းလို့တော့သူများလာရောက်နိုင်ကြောင်းနှွေးထွေးစွာကြိုးဆိုတို့ကျွန်တော်ပဲနှုတ်ဘက်တော်ဝင်ငါမှာဖြစ်ချောင်းဖော်ပြပေးလို့ရကျေးဇူးသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆူတောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သရှင်တော်ကိုညတော်သုံးပါးချုပ်ဖြားချန်တော်ပါမကောင်းကြီးဖြစ်ပါသည်ချစ်ရှုတဲ့အွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့တက္ကဒီကနေ့မွနေချောက်တဲ့ကရောသမီးနော်ဒီစီနဲ့တကွမိသားစုများအသီးသီးပေါ်သို့တက္ကမွနေရှင်သီးသီးပေါ်သို့တက္ကမင်္ဂလာနှစ်ပတ်လည်ချောက်သောသူသီးသီးပေါ်သို့တက္ကဘုံတော်ဝင်စားတဲ့သူရဲ့ ချက်ရှိတဲ့မိသားစုတွေနဲ့တိမ်မို့ရဖို့တော်တော်ကဘေးမျိုးမျိုးတွေ့ကြုံနေတဲ့သူတွေကွဲကားခြင်းစားစရာလိုတဲ့သူစားစရာပေးခြင်းကျန်းမာရေးလိုတဲ့သူကျန်းမာခြင်းပေးခြင်းကြစ်ရှုနေတဲ့အဖိုးဖွားဖေမေတော်ဦးလေးမိဘညီကိုမောင်မခလိလူငယ်လူကြီးဆရာသမားချက်တော်ညီကိုမောင်မများ Facebook YouTube ပရိသတ်များမြန်မာပြည်နဲ့ကဘာကြီးပေါ်သို့ယနေ့မှစ၍ကာလအစမြဲကောင်းကြီးပြပြတိုက်ရောက်တည်ရှိတည်နေပါစေတော့အာမင် းဇူးတမားကြီးရှိသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။နှိမ့်သက်ချင်းရှိပါစေ။ကျွန်တော်ပြန်လည်ပြီးတော့တွေ့ဆုံကြပါစို့။ God bless you all.